မင်္ဂလာပါခင်ဗျာဆယ်မွန်9နဲ့ခရုဆန်လေးနဲ့တွဲစားมาဖြစ်ပါတယ်ဆယ်မွန်9လှီးဖို့အတွက်ကတော့ရေခဲတိတာထဲမှာခဲထားပြီးလှီးတာပို့လှီးလို့ကောင်းတယ်မထူမပါလေးမိမိစိတ်ကြိုက်လှီးမယ်သူ့ရဲ့အရေကုန်လည်းလှီးမယ်ဆယ်မွန်9ကိုအစိမ့်မကြိုက်တဲ့သူတွေအတွက်ကတော့အခုလိုလေးကြော်စားရတာပေါ်ပြီးနှက်သက်မယ်လို့ထင်ပါတယ်အားလုံးပြီးသွားရင်တော့ပကံလုံးတွေကိုရေထည့်မယ်ရေထည့်ပြီးတဲ့အခါမှာကော်ထည့်မယ်ကော်မှုတ်ပေါ့နော်ထည့်တဲ့အခါမှာကော်မှုတ်ကမပြတ်မကျဲလေးအနေနဲ့ပဲထည့်မယ် ဖြောဖို့အတွက်ကိုပြီးတော့အရတာတကစားတို့စက်သားမုတ်တို့ထည့်မယ်အဘူဒီကြော်တယ်လို့သူ့ကိုတို့တို့ပြီးကြော်လို့ရတယ်လို့အခုလိုမျိုးတစ်ခါလဲထည့်ပြီးစိန်ကြော်လို့လည်းရတယ်အခုတစ်ခါလဲထည့်ပြီးစိန်ကြော်လိုက်တယ်ဆိုတော့ကကိုပါယုံလောက်နဲ့ဒီကြော်တဲ့ခါမှာအသားတွေကွဲမထွက်သွားအောင်စိန်ပြီးကြော်ခြင်းဖြစ်ပါတယ်နော်ဒီတိုင်းလေးတို့ပြီးတော့မှကြော်လဲရပါတယ်ခင်ဗျာအဲ့တော့ဦးနဲ့ကြော်လိုက်မှာကအကျွတ်တစ်မျိုးအပြော့တစ်မျိုးအရေကုန်လဲကြော်မယ်နော်အားလုံးအသုံးပြုထားတဲ့စီကတော့ရွှေအုံညီမဲစီတန်လေးပဲဖြစ်ပါတယ်ခင်ဗျာ မမွေကျွတ်ကျွတ်ကလေးနဲ့စားခြင်းစပွဲဆယ်မွန်ငါးနဲ့အရေကုန်ကြော်လေးပြီးသွားပါပြီမင်္ဂလာပါဒီနေ့အစီအစဉ်လေးကတော့ဆောအကျော်ပြလိုက်တဲ့ဆယ်မွန်ငါးကြော်လေးရယ်ခရိုဆန်လေးနဲ့တွဲပြီးတော့စားမှာဖြစ်ပါတယ်ခင်ဗျာတယ်လေခဲနေပြီလည်းဖလောက်ထလိုက်မယ် units ဒါကြောင့်လည်းရှောင်းနေရှောင်းနေဖြစ်သွားတော့ဆက်မငါကြော်အကျွတ်လေးလည်းကြော်ထားတယ်နည်းနည်းပြောတယ်ဘိုင်းလေးပြန်လည်းကြော်ထားတယ်ဒါမယ်ချီလီဆော့လေးတဲ့စားကြပါဦးခင်ဗျာ အိမ်မှာကိုယ့်အကိုလှုပ်သွားတော့ကုန်ကြစိတ်နည်းနည်းအများကြီးထားတယ်ကရိုဆန်ကကြတော့ဟာလေစီစဉ်ကဆမ်မွားကြတော့ရန်ကုန် seafood distribution ရန်ကုန်သမောအေကော ကျွတ်ကျွတ်လေးဆမ်မွန်အစိမ်းမစားခြင်းအဲ့လိုကော်ရီကြက်ကြက်လေးနဲ့ရောကြော်လိုက် ဒီတိုင်းလေးဗီယာနဲ့တော်လဲကောင်းရှေ့ကောပပါလေးနဲ့ကြော်ထားအပေါ်ရင်လေးတင်းပြီးကျွတ်